ဝမ်ချမ်ပီယံရှစ်ပွဲဥထွက်မှာဂျပန်ဖိုက်တာနဲ့ခက်ခက်ခဲခဲရင်ဆိုင်ထိုးသက်သွားရမယ့်မြန်မာဖိုက်တာတပ်ပိုင်အောင်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Night Story Entertainment Facebook နဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီနေ့ညထိုးသက်သွားမယ့် 1Friday 599ပြိုင်ပွဲမှာပွဲဥထွက်လာမယ့်မြန်မာ မျက်နှာသစ် Fighter တပ်ပိုင်အောင်တယောက်ပြိုင်မဲ့ Japan Fighter တာနီဆုနဲ့တွေ့ဆုံနေတာက သူ့အတွက်ခက်ခဲမဲ့ပွဲစဉ်မျိုးဖြစ်လာမှာပါ1 championship ပွဲဥထွက်မှာ3ပွဲနိုင်ပြီးအရှိန်ဟုန်ကောင်းနေတဲ့ Japan Fighter Tanisu နဲ့ရင်ဆိုင်ရမှာဖြစ်လို့တပ်ပိုင်အောင်နေနဲ့အများကြီးပြင်ဆင်ထားဖို့တော့လိုအပ်ပါတယ်။ဒီစနစ်ပိုင်းနဲ့ပတ်သက်ပြီးအများကြီးပြင်ဆင်ဖို့အချိန်ကနှီးကပ်နေပြီဖြစ်လို့စိတ်သက်ပိုင်းကအမြင့်ဆုံးအနေထားမျိုးနဲ့ရှင်ပြိုင်သွားရမှာပါ။ ီဘွဲကသူ့အတွက်အတွေ့အကြုံကောင်းတွေရရှိဖို့ကိုပဲအဓိကထားပြီးတင်ယူရမှာဖြစ်တယ်လို့နိုင်မွေရရှိခဲ့ရင်တော့အကျိုးမြတ်ကောင်းကောင်းရရှိသွားမှာထင်ကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဝမ်းချက်မြန်ရှိကပေးလာတဲ့ခွင့်ရင်းကိုအကောင်းဆုံးဖန်ဆုပ်နိုင်မှုတော့မျှော်လင့်မိပါတယ်။အမှန်တိုင်းဝေခံရရင်ဒီဘွဲကဂျပန်ဖိုက်တာတာနီစုကိုဝမ်းချက်မြန်ရှိဘက်ကမြေတောင်မြောက်ပေးမဲ့ပွဲလို့ယူဆမိပါတယ်။မြန်မာဖိုက်တာတွေအနေနဲ့တွဲဆိုင်တွေနဲ့ပတ်သက်ပြီးစင်ကြေးပေးလို့မရတဲ့အတွက် သူတို့ကတမယာတီပေးလာရင်ကိုကတကြားနဲ့ဖျော်တောက်ပြနိုင်မှုလိုအပ်ပါတယ်။မြန်မာဖိုက်တာတွေကအပြည့်ခံဖိုက်တာတွေမဟုတ်ဘူးဆိုတာကိုတစ်ချိန်ချိန်မှာတော့တက်တည်ပြသွားနိုင်မှာပါ။ကျွန်တော်တို့ရဲ့မြန်မာလက်ဝိတ်ဖိုက်တာတွေအနေနဲ့2024ခုနှစ်ထဲမှာမှဝိုင်းချက်မြန်ရှစ်မှာတဖြည်းဖြည်းဝင်ဆန့်လာခဲ့တာဖြစ်တယ်လို့ဝေထိုင်းပွဲတွေနီးစနစ်ပိုင်းတွေနဲ့ပတ်သက်ရင်ခုမှတင်ယူကစားအဆင့်လောက်လို့ပြောရမှာပါ။ ဒါပေမဲ့ဝမ်ချမ်ပီယံရှစ်မှာခွင်လန်းကောင်းတွေနဲ့လမ်းပွင့်လာခဲ့ပါပြီ။ဒါမဲ့တက်တစ်ဆာဖိုက်တာလေးတွေနေနဲ့ကလပ်ကောင်းကောင်းမှာထရိနီကောင်းကောင်းဆင်းနိုင်ရင်ထိုင်းဖိုက်တာတွေကိုရင်မောင်တန်းလာနိုင်မှာတော့သိကြပါဗျ။မြန်မာဖိုက်တာတွေကထိုင်းဖိုက်တာတွေထက်အသေးကောင်းပြီးသားဖြစ်လို့နေ့စနစ်ပိုင်းသာကျွမ်းကျင်ခဲ့ရင်တော့ဘယ်သူနဲ့တွေ့တွေ့လုံးဝစိုးရိမ်စရာမရှိပါဘူး။ဒါဆိုရင်ဒီနေ့ညထိုးသက်မဲ့တပ်ပိုင်အောင်နဲ့တာနီဆူရိုရဲ့ပွဲစဉ်အကြောင်းကိုတဖန်ပြန်ကြည့်ကြရအောင်ဗျာ။ အမှန်တိုင်းဝင်ခံရရင်မြန်မာဖိုက်တာတပ်ပိုင်အောင်ရဲ့ထိုးသမှုပုံစံကလိုအပ်ချက်တွေအများကြီးရှိနေသေးပါတယ်။တိုက်စစ်လိုက်ပြီးကစားတဲ့ဖိုက်တာမျိုးမဟုတ်တလို့ကောင်းနာချောင်းပြီးကစားတဲ့ဖိုက်တာမျိုးလည်းမဟုတ်ပြန်ပါဘူး။အပိုင်ထိုးခွင့်ရဖို့ကြိုးစားရင်ပြိုင်မဲ့ထိုးချက်တွေကိုခံရလေရှိတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်။မြမလဝိတ်ဖိုက်တာဖြစ်လို့မာကုံပိုင်းမှာတော့တိတ်ပြီးမစိုးရင်ရပေမဲ့ဘော်ဒီထိုးချက်တွေကိုတော့တောင်းခံနိုင်မဲ့အနေအထားမျိုးမှာမတွေ့ရပါဘူး။ဒူကောင်ကလည်းတော်တော်လေးသေးတဲ့အထဲမှာပါပါတယ်။ ဂျပန်ဖိုက်တာတာနီစုကလည်းလူကောင်သေးပေမဲ့တပ်ပိုင်အောင်ထက်တော့အရက်ပိုရှိပါတယ်။တိတ်ပြီးမကွာပေမဲ့နီးစနစ်ပိုင်းမှာတော့အများကြီးကွာဟနေပါတယ်။ကျွန်တော်ရှိကပြောခဲ့သလိုဒီပွဲကသူ့အနေနဲ့အကောင်းဆုံးအခွင့်အရေးကနေသင်ခန်းစာယူဖို့ပါပဲ။မြန်မာဖိုက်တာတပ်ပိုင်အောင်အနေနဲ့ဖိအားမများပဲပြိုင်ဘက်ကိုအေးအေးဆေးဆေးနဲ့ရှင်ပြိုင်မှုကြိုးစားရမှာပါ။ပြိုင်ဘက်ပေါ်အရန်ချိန်နေစရာလည်းမလိုပါဘူး။သို့ရင်စိတ်တွေများပြီးဇိုးဝင်ဆွတ်ထွက်ရင်တော့စောစောစီစီပွဲပြက်သွားနိုင်ပါတယ်။ ။တပ်ပိုင်အောင်ရဲ့ကာကွယ်မှုဘိုင်းမှာတော့ရှောင်းတိန်လေးတွေကတိတ်မဆိုးလာပါဘူး။တာနီစုကဂျပန်ဖိုက်တာဖြစ်ပေမဲ့ခြေကန်ချက်တွေကိုအယောင်ပြလောက်ပဲသုံးတာတွေ့ရပါဗျ။ ဝေထိုင်း background ကလာပြီးမဲ့ဘောက်စင်ပိုင်းမှာတော့အားသာတာပါသူရဲ့လက်သီးထိုးချက်တွေက next level မှာရှိနေပြီး power ပိုင်းကတော့ကြောက်စရာကောင်းတော့မှာတယ်ဝမ်တူတွဲလုံးတွေကရမ်းမြန်ဆန်လို့ရှောင်းနှိမ့်မှုခက်ပြီး body touch တွေ headshot တွေတအားကျွေးတတ်တဲ့ fighter မျိုးဖြစ်ပါတယ်။သူ့ရဲ့အားနည်းချက်ကတော့ defend မိုင်းမှာဖြစ်ပြီးသူလည်းထိုးခန့်ရတဲ့ fighter မျိုးဖြစ်ပါတယ်။တစ်ချက်တစ်ချက်ဝင်လာတတ်တဲ့ခြေကန်ချက်တွေကိုလည်းတပ်ပိုင်အောင်နေနဲ့ရှောင်းနိုင်မှုလိုအပ်ပါတယ်။ ။တပ်ပင်အောင်ကအောက်ခြေမခိုင်းသလိုတာနီဆုရဲ့ခြေကန်ချက်နဲ့တွေ့ရင်ရင်ဆိုင်ဖို့ခက်ခဲမှာပါ။ဒီပွဲမှာဂျပန်ဖိုက်တာတာနီဆုအနိုင်ရဖို့ရာဂိုင်နှုန်းပိုများပေမဲ့ပွဲအလယ်ပြောင်းတစ်ခုခုကိုတပ်ပင်အောင်တယောက်ဖန်တီးပြသွားနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပါ။ဘလို့ပဲဖြစ်နေပါစေကျွန်တော်တို့ရဲ့မျက်နှာသစ်ဖိုက်တာလေးတပ်ပင်အောင်ကိုကျွန်တော်တို့တူအားပေးဝန်းရံလိုက်ကြရအောင်ဗျာ။ကြည့်ရှုနားဆင်ခဲ့တဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ။